ဖဘဖတ်များအလုံးမင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ရောဒီနေ့တော့ည8:00နာရီမှာရှင်မိုင်ကစားကြမယ် Manchester United နဲ့ကျွန်တော်တို့ Everton တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးလုပ်ပြတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမပြောခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်မလုပ်ကသေးရင် like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคအဲ့ဆိုလို့ရှင်ကျွန်တော်တို့ဗီဒီယိုလေးကိုကျွန်တော်စားလိုက်ကြပါ ။နောက်ပထမဆုံးအရင်နဲ့အရင်အနေနဲ့နော်ဒီနှစ်သိန်းနောက်ဆုံးရှင်းပြထားတဲ့ငါးဘွဲအကြောင်းလေးကိုကျွန်တော်အနိုင်ငယ်လေးပြန်သွားလိုက်အောင်။အဲတစ်ဖက်ကကျွန်တော်အဝေးကွေးမှာလာရောက်ရှင်းပြမယ့် Everton ။ Everton ကတော့ကျွန်တော်အဒီနေ့အပွဲမှာတော့သူတို့ကတော့အထင်သာတလောက်တော့သူတို့အသိပ္ပတအလုံးဖြစ်မှာတော့မဟုတ်ဘူး။ဘာအတွက်ကြောင့်လဲဆိုရင်မန်ချက်စတာစီးတီးရဲ့အိမ်ခွင်းမှာလည်းဖြစ်တယ်။မန်ချက်စတာစီးတီးကလည်းတော်တော်လေးမှအာတောင်းနေတဲ့လူစင်းတွေကိုပိုင်ဆိုင်ထားနိုင်နိုင်တဲ့အတွက်ကြောင့်အဲအဘာဒန်တို့ကတော့သူတို့ တိုက်တော့လွယ်ကူမယ်လို့တော့မထင်ဘူးသူတို့အတွက်ကတော့အများဆုံးအတိအမှတ်ဘလောက်ပဲသူတို့အတွက်ကတော့ညှုံမလို့ရမယ်လို့ထင်တယ်ဒါမဲ့ကျွန်တော်တို့အပွဲတွင်းမှာတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ဘာတွေဘလို့ဆက်ပြီးတော့ဖျက်သွားမလဲဆိုတော့ okay ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးရှင်းမယ်ထားတဲ့ဒီနှစ်သင်းရဲ့ကျွန်တော်ငါးပွဲအကြောင်းလေးကိုနည်းငယ်ဆွေးနွေးလိုက်ရအောင် okay ဆိုရင်ကျွန်တော်အဝေးကွင်းကအလိုက်ရှင်ပြိုင်နဲ့ကျွန်တော်အေဘာတန်ဘက်ကိုအရင်ပြောမယ်အေဘာတန်အနေနဲ့ကျွန်တော်နောက်ဆုံး၅ဘွဲ့ရှင်ပြိုင်ပြီးတော့တဲ့အချိန်မှာသူတို့ကတော့အဲတပွဲပဲ အနိုင်ရရှိတာပြီးတော့နှစ်ပွဲတည်နှစ်ပွဲတောင်မှရှုံးထားပါတယ်အဲဒီတစ်ထဲမှာမှသူတို့အဲကာလွန်ကတ်တွေပါလေပါမယ်ပြီးမှပြီးလို့ဆိုရင်ပြီးမြလေးပါတွေပါလေပါတယ်ပါမယ်ဗျာအဲဒီတော့ကြောင့်လဲအဲ Everton အနေနဲ့တိတ်ပြီးတော့အချိန်နေမကောင်းလာဘူးလို့တော့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုရင်နှစ်ပွဲတောင်မှရှုံးပြီးတော့သူတို့နိုင်ပွဲတစ်ပွဲပဲဖော်ဆောင်ထားနိုင်တဲ့အတွက်ကြောင့်ဒါကမန်ချက်စတာစီးနဲ့တွေ့မဲ့အချိန်မှာတော့ဒီတစ်ခါမှာတော့ သူတို့အနေနဲ့တော်တော်လေးဥမှာအခက်တွေ့မယ်လို့တော့ထင်တယ်ပြီးတော့မန်ချက်စီးတီးရဲ့အိမ်ငွေလဲဖြစ်တဲ့အတွက်ကြောင့်နိုင်ဖို့ဆိုတာမလွယ်ကူလို့တော့ကျွန်တော်တို့မြင်တယ်ဘာတဲ့ကြောင့်လဲဆိုမန်ချက်စီးတီးရဲ့အိမ်ငွေကလည်းတော်တော်များများအသင်းကြီးတွေတောင်မှအနိုင်ကစားဖို့ဆိုတော့ခင်းတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့မန်ချက်စီးတီးရတော့အနိုင်ရလည်းပဲဖော်ဆောင်သွားနိုင်မလားဆိုတော့ကျွန်တော်တို့ညီကိုတင်နဲ့အတူတူစောင့်မကြည့်ရှုလို့ရပါတယ်။ Okay အဲဆိုရင်ကျွန်တော်တို့တစ်ဖက်ကမန်ချက်စီးတီးမန်ချက်စီးတီးကတော့ကျွန်တော်တို့ အာနောက်ဆုံးရှင်းမဲ့ထားတဲ့၅ပွဲမှာဆိုရင်၃ပွဲနိုင်ပြီးတော့၂ပွဲတည်ရချထားပါတယ်ဒီဘူးအဲမှန်မှာကျွန်တော်တို့ပြင်းပြလေးပွဲတွေပါမယ်တို့တည်ရချထားတဲ့ပွဲဆိုလို့ရှိရင်အာဆင်နယ်တို့ပါတို့ပါမယ်ဗျာပြီးရင်ချန်ပီယံလိပွဲတွေပါရှိမယ်ဒီအဲမှန်မှာတို့အပွဲကောင်းတွေနဲ့မိုနာကိုတို့ပါတို့ဆိုရင်လည်းတို့အနိုင်ကစားထားတယ်ဗျာအဝေးကမှသွားပြီးတော့ဒီတော့ကြောင့်လည်းမန်ချက်စတာစီးတီးနဲ့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုပြန်လည် ပြသထားနိုင်ပြီးတော့အဆင့်1 to 4ပြန်လဲဝင်ရောက်ဖို့အတွက်ဒီနေ့ပွဲမှာအဲနိုင်ပွဲဖော်ဆောင်ဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုရင်ဗျာအဲကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ဆိုရင်အဲ1 to 4နဲ့ပြီဆိုလို့ဆိုရင်ဗျာအမှတ်တရအလောက်ထိတိတ်မကွာဘူးဗျာအဲကျွန်တော်1မှာဆိုလို့ဆိုရင်အာဆင်နယ်က16မှာဗျာဒီဘူးကအဆင့်2မှာ15မှာတော်တန်ဟော့စပါး14မှာဘုံမောက်က14မှာမန်ချက်စတာစီးရီးယား73မှာဆိုတော့အတွက်ကြောင့်ကျွန်တော်1 to ဟိုဟာလောက်အထိကို တစ်ဆယ်ထိလောက်ကိုအမှတ်တရအဲ့လောက်ထိတိတ်မကွာဘူးဗျာတစ်ဆယ်ထိလောက်ကိုမှကျွန်တော်တို့1 to 1နဲ့တစ်ဆယ်နဲ့မှကျွန်တော်အမှတ်တရ9မှ6မှတ်လောက်ပဲကွာတဲ့အတွက်ကြောင့်အမှတ်တရတော်တော်လေးမှကတ်နေတဲ့အတွက်ကြောင့်တော်တော်လေးမှကြည့်လို့ကောင်းမယ်လို့တော့မြင်နေတဲ့နှစ်ရာတည်းရတော့ဘာအတွက်ကြောင့်လဲဆိုလို့ရှိရင်အတင်းကြီးတွေရောအတင်းငယ်တွေရောအမှတ်တရအဲ့လောက်ထိတိတ်လို့မကွာတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြင်းပြလေးပြိုင်ဆိုင်မှုကတော်တော်လေးမှဒီနှစ်မှကြည့်လို့ကောင်းမယ်လို့တော့ထင်တယ်မနေ့ကတော့မန်ချက်စတီးရဒံယာပြဿနာတွေနဲ့ကြုံတွေ့ထားတယ်ပြီးလို့ဆိုရင် သူတို့ကစားသမားတွေအပြောင်းလဲတွေအတွက်ကြောင့်လဲမနစ်ကအချိန်တွေအဲ့လောက်ထိတိတ်ပြီးတော့အဆင်မပြေခဲ့ဘူးဒါပေမဲ့ဒီနေ့မှာတော့တော်တော်လေးမှကောင်းမွန်တဲ့ခွင့်မှုတွေလောက်ခဲ့တယ်လို့သူတို့ရဲ့ကစားသမားတွေအစုခွက်တွေကလည်းအဲပြည်မြလေးမှာတော်တော်လေးမှကောင်းမွန်တဲ့အဲအရေးသွေးရှိတဲ့ကစားသမားကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဒီနေ့မှာလည်းအဲမန်ချက်စတာစနေနဲ့ကျွန်တော်တိုက်တယ်ဝေးမှာပြန်လဲအပေါဝင်လာမယ်လို့တော့ကျွန်တော်တော့ထင်တယ်ဒီတော့ကြောင့်လဲအမှတ်တိတ်မကွာတဲ့အတွက်ကြောင့်အဲမန်ချက်စတာစနေအနေနဲ့ဒီနေ့ပွဲမှာသူတို့ အဲနိုင်ရရှိအောင်ဖော်ဆောင်ထားနိုင်မယ်ဆိုလို့ရှိရင်စပါးကလည်းကျွန်တော်တို့တနင်္ဂနွေနေ့နေ့မှာကမ်းမယ်ပြီးလို့ရှိရင်ဘုံဘောက်ကလည်းပွဲချက်တွေနဲ့ရင်ဆိုင်နေတဲ့အတွက်ကြောင့်အမ်သူတို့အစင်ဟိုဟာလောက်ထိပြန်တက်လာမှာဗျာအမ်ဂိုးကွာချားတဲ့တရားတွေပါနေဆိုလို့အစင်နှစ်ထိလောက်ကိုမန်ချက်တာစီးရီးအနေနဲ့ဒီနေ့ပွဲမှာပြန်တက်လာမယ်လို့တော့ကျွန်တော်အမြင်နေ OK အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့တည်းရဲ့ထိတ်တိုက်တွေ့ဆုံမှုဒီနေ့တည်းရဲ့မန်ချက်တာစီးရီးနဲ့ အဲအဘတန်တို့ရဲ့ထိတဲ့တွေ့ဆုံမှုမှာတော့အဲအများတန်းလို့လို့မန်ချက်စတာစီးတီးရပဲအနိုင်ရလက်ဟိုအဖို့ပုံပေါ်ထားနိုင်နေတယ်တဖက်ကအဘတန်အဘတန်တော့ဒေနတင်းရဲ့ထိတဲ့တွေ့ဆုံမှုမှာသူတို့6ပွဲပဲနိုင်ထားပြီးတော့9ပွဲတည်ကြထားတယ်ပြီးလို့ဆိုရင်မန်ချက်စတာစီးတီးကတော့သူတို့ပွဲ20ထိတောင်မှာအနိုင်ရလက်ကိုဖော်ဆောင်ထားတယ်ဒေနတင်းရဲ့ထိတဲ့တွေ့ဆုံမှုကတော့အများတန်းလို့လို့မန်ချက်စတာစီးတီးရပဲအတရာအဲရလက်ကိုဖော်ဆောင်ထားနိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါမှရောမန်ချက်စတာစီးတီးတို့သူတို့ရဲ့အိမ်ဝင်မှာ အရှိရအတင်းကြီးတွေတော်တော်များများက အာဆင်နယ်ဆိုလို့ဆိုရင်လည်းဗျာည7:00နာရီမှကံမယ်ပြီးလို့ဆိုရင်တော်တန်ဟော့စပါကလည်းအမနက်ဖြန်မှကံမယ်နောက်ပြီးတော့လီဗာပူးကလည်းမနက်ဖြန်မှကံမယ်အတွက်ကြောင့်မန်ချက်စတာစီးကြီးအနေနဲ့ဒီနေ့ပွဲမှာဒါတို့အနိုင်ရလက်ကိုပုံဖော်ထားနိုင်မယ်ဆိုလို့ဆိုရင်အဆင့်နှစ်ထိလောက်ကိုတလန်းလာနိုင်မယ်ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးဥမာကောင်းမွန်တဲ့ရလက်ကိုရလက်ဖြစ်သွားမယ်လို့တော့ကျွန်တော်အမြင်တယ်ဒီအတွက်ကြောင့်လည်းမန်ချက်စတာစီးကြီးအနေနဲ့ကစားသမားတွေအနေနဲ့အဲ ဒီနေ့ပွဲမှာအနိုင်ရလောက်ကိုပုံဖော်အောင်သူကစားသွားမယ်လို့တော့ကျွန်တော်မြင်တယ်။ Okay အဲ့ဆိုလို့ဆိုရင်ကျွန်တော်ဒီနေ့သင်းရကျွန်တော်ခမန်းလိုင်းနဲ့လေးကိုကျွန်တော်တစ်ချက်လောက်သွားလိုက်ရအောင်။ Okay အဲ့ဆိုလို့ဆိုရင်ဒီနေ့သင်းခမန်းလိုင်းကမှာတော့ကျွန်တော်အဝေးကွန်းကိုလာရောက်ရင်ဆိုင်ကစားမယ်။ Everton ရဲ့ခမန်းလိုင်းနဲ့ကိုကျွန်တော်အရင်ပြောပြသွားမယ်။ Okay အဲ့ဆိုလို့ဆိုရင်သူတို့ရဲ့အဓိကကစားသမားမှာတော့ပစ်ဖို့ပဲအဲပွက်ထလာမယ်လို့အမြင်တယ်ပြီလို့ဆိုရင်တို့နောက်တနေ့အောင်မှကြာတော့မိုက်ကိုလန်ကိုရှိမယ်ပြီလို့ဆိုရင်ကိန်းရှိမယ်နောက်တစ်ယောက်ကကျွန်တော်တို့ သူရဲ့အဓိကကစားသမားဖြစ်တဲ့တာကော့စကီတို့ပါလို့ရှိတယ်ကပြီးလို့ဆိုရင်အိုဘရိုင်းတို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်သူတို့ကွင်းလေကွင်းလေမှာကျတော့သူတို့ရဲ့အဓိကကွင်းလေကစားသမားတွေဖြစ်တဲ့အဲကာနာရှိမယ်ပြီးလို့ဆိုရင်ဂူရီတို့ပါလို့ရှိမယ်ပြီးရင်သူတို့အားတော့တိုက်စစ်မှာတော့သူတို့ကောင်းမွန်တဲ့အထွက်ဘွက်တွေဖြစ်တဲ့ဒန်နီယယ်တို့ပြီးလို့ဆိုရင်ဘာရီယယ်တို့ပြီးရင်အဲအင်ကာရာတို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်ကွင်းလေမှာကျတော့အာဥရူဟာတယ် ူပီဟောတို့ပါတော့ရှိမှာဗျာအဒီဆွေးဆူးဖွဲ့နေပဲသူတို့မန်ချက်စတာစီးတီးကိုသူတို့ရင်ဆိုင်ပြီးတော့အဲရင်ဆိုင်လာမယ်လို့ထင်တယ်တစ်ဖက်ကကျွန်တော်တို့အဲသူတို့ရဲ့အဝေးကမှာတော့ရောက်ရင်ဆိုင်ကစားမဲ့ပွဲမှာတော့အဲဘလူးရလက်တွေပုံဖော်နိုင်မယ်ဆိုတော့ကျွန်တော်ကျွန်တော်တို့တစ်ချက်တော့စတောက်ကြည့်မယ်ကျွန်တော်ပရီးမီယာလိပွဲစဉ်ခမာတော့ကလည်းအဲအေဗာတန်အနေနဲ့ အဲသူရဲ့ခက်ခဲဟိုပုံစံကောင်းတွေပြသထားနိုင်တဲ့ Crystal Palace ကိုသူတို့အင်္ဂွေမှာနောက်ကျဂိုးတွေပါနေတဲ့အနိုင်ရလဲ post ဆောင်ထားရပြအဲဒီတော့ကြောင့်လဲဒီနေ့ပွဲမှာအ ကျွန်တော်တို့အဲ Everton အနေနဲ့ဘာတွေလုပ်ပြနိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်။တစ်ခါက Manchester City Manchester City ကတော့ဒီနေ့ပွဲမှာတော့သူတို့ရဲ့အဲလူစင်းနေရာလေးတော်တော်လေးမှာအဲပြန်လဲပြင်းတင်းလာပြီဗျာ။အထူးသဖြင့်သူတို့ဆိုလို့ရှိရင်နာနေတဲ့အင်ဂျီတီလူစင်းမှာသူတို့ Rodri တယောက်လောက်ပဲရှိပြီးတော့ကျွန်တဲ့ကစားသမားတွေတော်တော်များများကိုပြန်လဲစုံဝင်လာစုံလာပြီလို့ပြောလို့ရဥပမာအဖြစ်ကျွန်တော်တို့ Mount Moto ဘွားတို့ဆိုလို့ရှိရင်လည်းငါတရားပြန်ပြီးတော့တက်တာလာတဲ့အတွက်ကြောင့်သူပွဲချိန်အနှဲငယ်ထုတ်သုံးမလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ် ငွေရဆိုလို့ရှိရင်ကျွန်တော်မန်ချက်စတာစီးရီးရဲ့ခံမလိုက်နဲ့မန်ချက်စတာစီးရီးရဲ့ခံမလိုက်နဲ့မှာတော့အဲကျွန်တော်တို့တို့ရဲ့အဓိကအဲဂိုသမဖြစ်တဲ့ဒေါနာရူမကပဲကျွန်တော်ပွဲထက်လာမယ်လို့ဖြစ်နေထင်တယ်ပြီးလို့ဆိုရင်နောက်တန်းလေးမြောက်နောက်တန်းလေးရဲ့နေရာမှာကျွန်တော်မတီးရဲ့နုနတ်တို့ပါတော့ရှိမယ်ပြီးလို့ဆိုရင်ရူဘင်ဒေးရဲ့ရှိမယ်ပြီးလို့ဆိုရင်ကဘာဒီယိုတို့ပါတော့ရှိမယ်ပြီးလို့ဆိုရင်အိုရိုင်းလေးတို့ပါတော့ရှိမယ်ဗျာအဲပြီးလို့ဆိုလို့ဆိုရင်တို့ DM DM တော့ကျွန်တော်ခုနပြောခဲ့သူပဲအဲရူဒီကနားနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဘယ်သူပွဲထက်လာမလဲ အဲဒီနေ့ပွဲမှာတော့ကျွန်တော်တို့ဒီအနေနဲ့မှာပေါ့အဲနီကိုလက်အဲနီကိုကွန်ဇာလက်ပဲပွဲထလာမယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ရှေ့တန်းရှေ့တန်းမှာကျတော့တို့ရဲ့အဓိကကသနာသမားတွေဖြစ်တဲ့ဒူဂူရုပါတို့ရှိမယ်ပြီးလို့ဆိုရင်ဖိုတန်တို့ပါတို့ရှိမယ်ဖိုတန်ကလည်းကျွန်တော်တို့အဲအင်္ဂလန်နိုင်ငံကပွဲဒီမှာအင်္ဂလန်ကနေတော့ဘာဖြစ်လို့မရွေးတဲ့အားလဲဆိုတော့တကယ်တော့တော်တော်လေးမှပြောဟိုအပြစ်မြင်တရားတွေဖြစ်တယ်ဗျာဘာဖြစ်လို့ဆိုရင်ဒီပြည်မြလေးပွဲတင်အဲ9 6ခွန်လောက်မှာ 96လောက်မှာသူပြတတ်ထားတဲ့ခြေစွမ်းတွေကတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေဖြစ်တဲ့မဖြစ်နေတဲ့အတွက်ကြောင့်ဘာဖြစ်လို့နီးပြတုဆဲအနေနဲ့အင်္ဂလန်လယ်ယူစဉ်အသိမှာသူ့ကိုမရွေးချယ်တာဆိုလဲဆိုတာတော့အဲကျွန်တော်တို့တော့တစ်ချက်တော့စောင့်ကြည့်မယ်။နောက်တစ်ခါကျွန်တော် international break မှာတော့ဟိုတန်တို့ဘာလို့ပြန်လဲရွေးချယ်မလားဆိုတာတော့ကျွန်တော်တို့အနေနဲ့ဆက်မကြည့်ရှုနိုင်ပါတယ်။ဒီနောက်တရကြတော့ regional regional တော့ကျွန်တော်တို့အဲဟိုနယ်သာလန်ပွဲတွေမှာဆိုလို့ရှိရင်တော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်လို့ ထားနိုင်တယ်ဗျာပြီးလို့ဆိုရင်သူရပထမဦးဆုံးပွဲမှာဆိုလို့ဆိုရင်သူတို့ရတဲ့နဲ့ regional အကြောင်းရတဲ့အဲကျွန်တော်ပနတီတွေပါတယ်ရှိတယ်ဗျာပြီးလို့ဆိုရင်ဒုတိယပွဲမှာကျတော့သူအဲမိနစ်အပြည့်လိုမျိုးပြန်ပြီးတော့ကစားရတဲ့အတွက်ကြောင့်ဒီအဲရီဂျနာအနေနဲ့တော်တော်လေးမှာနိုင်ငံအသင်းမှာလည်းကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်သူဒီနေ့အေဘာတန်နဲ့ရှင်မြန်ကစားမဲ့ပွဲမှာလည်းသူစီကအဲဘလူခြေစွမ်းမျိုးတွေမြင်ရမယ်ပြီးလို့ဆိုရင်တွင်းကိုတွေပါတယ်ရောမြင်ရမလားဆိုတော့ကျွန်တော်တို့ညီကိုတွေနဲ့တူတစ်ချက်တော့စောင့်ကြည့်ရမယ်တစ်ခါကကျွန်တော်တို့ လမလမမှာကျတော့ကျွန်တော်ရိုင်ဝင်းမှာကျတော့ကျွန်တော်တို့အဲဘလူးသုံးလဲဆိုရင်ကျွန်တော်တို့အဲအခုဒိုင်ယာပြက်တလာနေပြန်ပြီးတက်တလာတယ်ဥမာမမုတ်ကိုသုံးလို့ရတယ်ဗျာအဲ့လိုမှဟိုပဲဆိုလို့ရှိရင်ဥမာမမုတ်နေနဲ့အဲဒုတိယပိုင်းမှာပြန်တော့လူစားလဲတဲ့အမျိုးတွေပါနေနဲ့ဆိုလို့ရှိရင်ဥမာမမုတ်နေနဲ့ပြန်တော့အဆင်ပြေမယ်လို့တော့ထင်တယ်ဒီနေ့ပွဲမှာတော့ဥမာမမုတ်နေနဲ့ကျွန်တော်တို့အဲဖတ်လိုင်းနဲ့ပလေယာတွေမှာဥမာမမုတ်ကိုကျွန်တော်ထည့်သွားခြင်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့အဓိကတိုက်စမှုဖြစ်တဲ့ဟာလန်ဟာလန်တော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်နေတယ်ဗျာအထူးသဖြင့် မေဘပထမ international rate မှာလည်းသူ့အနေနဲ့ hat trick တွေပါတယ်သူနဲ့ဒီတစ်ခါအဲ international rate မှာလည်းဟာလန်တယောက်အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ goal တွေတွင်းထားတယ် hat trick တွေတော်တော်များများကိုလည်းတွင်းထားနိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါ premier league မှာတော့ဟာလန်ကိုအဲ twin goal အနေနဲ့ကြော်ဖို့ဆိုတော့တိတ်ပြီးတော့ဒီနှစ် premier league မှာတော့မလွယ်တော့ဘူးလို့ထင်တယ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗျာနောက်တစ်ချက်ကြည့်လိုက်ပါမယ်ဟာလန်ဟာလန်အနေနဲ့ဆိုလို့ရှိရင်အခုကျွန်တော် premier league ပွဲစဉ်9ပွဲ ကံပြီးသွားတဲ့အချိန်မှာဟာလန်အနေနဲ့ကိုကိုတောင်တွင်းပြီးတော့တကိုးဖန်တီတာတော်တော်လေးမှကောင်းမွန်တဲ့ခြွေစမ်းလို့တော့ပြောလို့ရတယ်။မနစ်ကအနေနဲ့မနစ်ကရာဒီနဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟာလန်အနေနဲ့မနစ်ကတော့ဒိုင်ရန်ရတာတွေရောသူတို့ရဲ့အဲအသင်းရဲ့ဟန်ချက်တွေပြတ်နေတဲ့အချိန်မှာတော့အချိန်နေတွေကြောင့်ဟာလန်အနေနဲ့ထင်သလောက်အလုံးမဖြစ်ခဲ့ဘူး။ဒါပေမဲ့ဒီနှစ်မှာတော့ဟာလန်အနေနဲ့တော်တော်လေးဟိုမှအင်းတုံးကိုယ်တွေကိုဆက်ဆက်ဆက်သွင်းလာပြီးတော့ဟတ်ထွက်တွေကိုခက်မင်းခက်မင်းများသွင်းလာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာရော ဟာလန်နေနဲ့ international break ကနေရောပြန်လာပြီးတော့သွင်းကိုတွေဆက်လက်ရယူနိုင်မလားဆိုတော့ညီကိုနေရတူတူစောင့်မျှော်ကြည့်ရှုပြီးတော့အားပေးနိုင်ပါ Okay အဲ့ဆိုလို့ဒီနေ့သင်ရဲ့ကျွန်တော်တို့အဲနောက်ဆုံးအဲသွင်းကိုလေးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေ့သင်ရဲ့ထိုက်ခိုက်တွေ့ဆုံမှုကတော့ Manchester City ကသူ့ရဲ့အိမ်ငွေလည်းဖြစ်တယ်တစ်ဖက်ကလည်း Everton လည်းအဲ Premier League ပွဲတွေခေါင်းဆောင်ကကောင်းမွန်တဲ့ခြေသွင်းတွေပြသထားနိုင်တဲ့ အတွက်ကြောင့်ဒီနေ့ပွဲမှာတော့တော်တော်လေးမှကြည့်လို့ကောင်းမွန်လို့တော့မြင်တယ်ဒီဒီအတွက်ကြောင့်လည်းကျွန်တော်တင်တဲ့ထိုက်ထိုက်တွေ့ဆုံမှာမန်ချက်တာစီးတီးအနေနဲ့သူရဲ့အင်္ဂလိပ်လည်းဖြစ်တယ်ပြီးလို့ဆိုရင်ကျွန်တော်1-4မှာပြန်လည်ဝင်ရောက်ဖို့အရေးကြီးတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ပွဲမှာတော့မန်ချက်တာစီးတီးအနေနဲ့သူရဲ့အင်္ဂလိပ်မှာပဲဆက်လက်အနိုင်ယူသွားနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်ဒီနေ့ပွဲလေးမှာတော့မန်ချက်တာစီးတီးအနေနဲ့3-1လောက်နဲ့ပွဲပြီးသွားမယ်လို့အမြင်နဲ့ညီကိုတွေရောဘယ်လိုမြင်ကြလဲအဲကျွန်တော်ကဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။အဲကြည့်ရှုပေးတဲ့ညီကိုတွေရောချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်လည်းနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ